ိသတ်တို့၏ပရိသန်လောကရဲ့အစွမ်းထက်ဆုံးသားရဲ့နှကောင်ရှင်ပြိုင်တိုက်ခိုက်တဲ့အခါဘသူကအနိုင်ရမလဲဆိုတာစဉ်းစားဘူးပါသလား။ကုန်းမြေပေါ်ကဘယင်ကြားနဲ့ရေထဲကသခင်မိချောင်းတို့တိုက်ခိုက်ရင်ပေါ့။ဒီနေ့မှာတော့သူတို့ရဲ့စွမ်းရည်အားသာချက်နဲ့အားနည်းချက်တွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီးအချင်းချုပ်ပြန်လည်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာအခြားတိုက်ပွဲတွေနဲ့မတူဘဲသူတို့ရဲ့တိုက်ခိုက်ရာပတ်ဝန်းကျင်အပေါ်မှာလုံးဝမူတည်နေတယ်ဆိုတာအရင်ဆုံးသတ်မှတ်ရပါမယ်။ရေလားကုန်းလားဒီအချက်ကပဲအဖြေကို အတိအကျပြောင်းလဲသွားစေတာပါ။တိုက်ခိုက်ရေးလက်နက်များနဲ့ကာကွယ်မှုများစစ်ပွဲတစ်ခုလိုပဲသူတို့ရဲ့ကိုယ်ပိုင်လက်နက်တွေကို လေ့လာကြည့်ရအောင်။ကြားဤတိုက်ခိုက်ရေးစွမ်းရည် ကျားရဲ့အဓိကလက်နက်ကတော့အရှိန်သွက်လက်မှုနဲ့ကြီးမားတဲ့ခွန်အားပဲဖြစ်ပါတယ်။အလျင်မြန်ကျားဟာမိချောင်းထက်အစာပေါင်းများစွာပုံမှုမြန်ဆန်စွာ ကုန်းပေါ်မှာရွေရှားနိုင်ပါတယ်။လက်သေးရင်းတို့ရဲ့တံမာတဲ့ရှိလက်ဝါးနဲ့ရိုက်ချက်တစ်ချက်ဟာမိချောင်းလိုသားရဲ့ရိုးတွေကိုတောင်ကျိုးပဲ့စေနိုင်တဲ့ခွန်အားရှိပါတယ်။ကန်နီကျားဟာလေဘင်းကိုချက်ချင်းဖြတ်ပြီးအမြန်ဆုံးအသက်ချုပ်နိုင်တဲ့နီလန်းကိုအသုံးပြုလေးရှိပါတယ်။ မိเจ้าဤခုခံစွမ်းအားနှင့် တိုက်ခိုက်အားမိเจ้าရဲ့အာသာချက်ကတော့ကဘာပေါ်မှာအပြင်းထန်ဆုံးလက်နက်နှစ်ခုကိုပိုင်ဆိုင်ထားလိုပါတန်ချက်ကအရေခွန်မိเจ้าရဲ့အရေခွန်ဟာကြားရဲ့လက်သေးဒါမှမဟုတ်သွားတွေအတွက်တောင်ထိုးဖောက်ဖို့အလွန်ခက်ခဲပါတယ်ကိုက်အားအကြီးဆုံးရေငန်မိကျောင်းတွေရဲ့ကိုက်အားဟာတစတုရန်လက်မကို3900ပေါင်ကျော်အထိရှိနိုင်ပြီးကြားရဲ့အရိုးတွေကိုအမှုဖြစ်အောင်ခြေမွားနိုင်ပါတယ်။ အရွယ်အစားကြီးမားတဲ့မိချောင်းတွေဟာကြားထက်နှစ်ဆကျော်ပိုကြီးပြီးအလေးချိန်ပိုများပါတယ်။ပဝန်းကျင်အလိုက်စစ်စင် ရေးအခုဆိုရင်အရေးကြီးဆုံးအပိုင်းကို ရောက်ပါပြီးတိုက်ပွဲဖြစ်ပွားရာနေရာအလိုက်ဘလို့အဆုံးဖြတ်ပေးလဲဆိုတာကြည့်ကြရအောင်။ရေထဲမှာတိုက်ခိုက်ခြင်းရေထဲမှာတိုက်ခိုက်မယ်ဆိုရင်66ရာခိုင်နှုန်းမိချောင်းအနိုင်ရမှာပါ။ တာလွန်မှုရေထဲမှာမိချောင်းဟာကြားထက်ပုံမြန်ပိုအားကောင်းပြီးပိုတည်ငြိမ်ပါတယ်ကြားဟာရေကူးနိုင်ပေမဲ့စွမ်းရည်အကန့်အသတ်ရှိပါတယ်အနံယူနီမိချောင်းဟာကြားကိုတေမင်းလဲကွက်လို့ခေါ်တဲ့နီးနဲ့ကြိုက်ပြီးရေထဲမှာအဆက်မပြတ်လှည့်ပတ်ချေဖြတ်တဲ့နီးလန်းနဲ့အလွယ်တကူအသက်ချုပ်နိုင်ပါတယ်ကြားအတွက်ဒီလိုတိုက်ခိုက်မှုမျိုးကိုခုခံကာကွယ်ဖို့မဖြစ်နိုင်ပါဘူးကုန်းပေါ်မှာတိုက်ခိုက်ခြင်း ကုန်းမြေပေါ်မှာတော့အခြေအနေကတင်းမာလာပါတယ်ဒီနေရာမှာကြားကအသာစီးရနိုင်ပါတယ်ကြားဤစစ်ပြူဟာ ကြားဟာမိเจ้าရဲ့အမီးတံကိုရှောင်တိန်ပြီးအ мян ဆုံးနေရာယူကာမိเจ้าရဲ့ပါးစပ်နောက်ကလေဘင်းနဲ့ဥကောင်းစစ်နားကနူးညံ့တဲ့နေရာကိုအဓိကပြစ်မှတ်ထားပါလိမ့်မယ်မိเจ้าဤစစ်ပြူဟာမိเจ้าဟာလှည့်မြန်တဲ့တစ်ချက်ကြိုက်ခြင်းနဲ့ ကိုခန္ဓာကိုနှင်းမြန်စွာလှဲ့ပတ်ပြီးရိုက်ခတ်ခြင်းဖြင့်ကြားကို မထိတထိလုံနေပါလိမ့်မယ်။မိချောင်းရဲ့နှင်းမြန်တဲ့ပထမတိုက်ခိုက်မှုကအသက်အန္တရာယ်ရှိပါတယ်။ဒါဆိုရင်ဘသူကအင်အားကြီးဆုံးလဲရေပူရအားဖြင့်ဘသူကအနိုင်ရနိုင်လဲ။အနိုင်ရနိုင်ခြင်းအများဆုံးကတော့မိချောင်းပဲဖြစ်ပါတယ်။အချောင်းရင်တဘာဝပတ်ဝန်းကျင်အရာသူတို့နှစ်ဦးတိုက်ခိုက်နိုင်တဲ့နေရာဟာရေနီးနာဖြစ်နိုင်ခြင်းအလွန်များပါတယ်။ မိเจ้าဟာဒီခြေနေကိုအမြဲတမ်းအတုံးချနိုင်စွမ်းရှိပါတယ်။အเจ้าရင်နှင့်အရွယ်စားကြီးမားတဲ့မိเจ้าတကောင်နဲ့ရှင်ပြိုင်တဲ့အခါကြားရဲ့လက်သေးသွားတွေဟာမိเจ้าရဲ့တန်ချက်ကာကိုထိုးပေါက်ဖို့အခက်ခဲကြီးစွာရှိပါလိမ့်မယ်။မိเจ้าရဲ့တချက်ကိုက်လိုက်ခြင်းကကြားအတွက်နောက်ဆုံးအချိန်ဖြစ်သွားစေနိုင်ပါတယ်။မိကုန်းချုပ်အားဖြင့်ကြားဟာကုန်းပေါ်မှာပထမဆုံးအခွင့်အရေးကို အပြည့်အဝအသုံးချနိုင်မှသာအနိုင်ရနိုင်ပါမယ်။ မိเจ้าကတော့သူ့ရဲ့တဘာဝလက်နက်ဆောင်လင်မှုနဲ့ရေနီးနားမှာတိုက်ပွဲဖြစ်ပွားနိုင်ခြင်းများခြင်းကြောင့်မိเจ้าကပဲနိုင်ခြင်းအားသာနေပါတယ်။ဒီဗီဒီယိုလေးကကြားနဲ့မိเจ้าတိုက်ပွဲအကြောင်းပုံမနားလည်စေမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်လေ့လာခြင်းပါသေးလေ။တင်ရဲ့အတွေးအမြင်ကို comment မှာရေးသားပြီးမျှဝေပေးခဲ့ပါနောက်ထပ်စိတ်ဝင်စားပွဲရာဗီဒီယိုတွေအတွက်လည်း subscribe လုပ်ထားပေးပါရှင်